ယူကရိန်းအထူးယူနစ်လေးကိုပေါင်းပြီးဈေးပေါ်တဲ့ drone နဲ့ရုရှားကိုသင်ခန်းစာပေးခဲ့တဲ့ပွဲဒီပေါက်ကွဲမှုကို15ကီလိုမီတာကွာကနေတော့မြင်နိုင်ပါတယ်။မီဂိုလုံးတွေကလေထဲကိုမီတာ100လောက်ထိကိုမြင့်တက်နေခဲ့ပါတယ်။ဒီပေါက်ကွဲမှုနဲ့တူလောင်စာစီလီတာ6သိန်းလောက်ကအငွှဲ့ပြန်သွားပါတယ်။ဒီပေါက်ကွဲမှုကရန်သူတွေလုံခြုံရေးတင်းကျပ်ထားတဲ့35ကီလိုမီတာကိုကျော်ဖြတ်ပြီးဖြစ်ပေါ်နေခဲ့တာပါ။နောက်ပြီးတော့ဒီလိုပေါက်ကွဲမှုကြီးကိုဖြစ်ပေါ်စေခဲ့တာကဈေးကြီးတဲ့လက်နက်တွေမဟုတ်ဘဲဈေးပေါ်တဲ့ drone တွေပါပဲ။ အဲ့ဒီလိုရလိုက်ဖြစ်ပေါ်စီဖို့ယူကရိန်းရဲ့စစ်ဘက်ဆိုင်ရာအဖွဲ့လေးဘွဲကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းရဲ့အထူးချုပ်ဆုံးရိုနေယူနစ်ကစစ်ဆေးမှုတွေဟာ drone ရဲ့ analog ပို့လို့ဆက်တွေကနေပို့လိုက်တဲ့ဗီဒီယိုမှုန်းဝါးဝါးတွေကိုကြည့်ပြီးတော့ဒီမရှင်ကိုအကောင့်ထဲပေါ်ဆောင်ခဲ့တာပါ။ဒုံညီဒေဆောင်ထားတဲ့ FPV drone လေးစီးကရန်သူနယ်မြေတဲကိုဖောက်ထင်းဝင်ရောက်နေပါတယ်။အဲ့ဒီလိုဝင်ရောက်နေဖို့လမ်းကြောင်းပေးတဲ့အဖွဲ့ကတော့ယူကရိန်းရဲ့ Kubel-9 ထောက်လိုင်းအဖွဲ့ပါပဲ။ ဒီအချိန်မှာ Ukraine Alpha Unit ကရုရှားစစ်သည်ရေးတွေကိုကြားဖြတ်ဖမ်းယူနေပါတယ်။နောက်ဆုံးဖွဲ့ဖြစ်တဲ့ Nexcrew ကတော့ဂျမားစစ်တွေနဲ့တင်းရှိနေပြီးလိုအပ်တဲ့အခါမှာဝင်ပါနိုင်လို့အသင့်ဆောင်ဆိုင်နေကြပါတယ်။ရုပ်ရည်ပဲစစ်စေးမှုကြည့်နေတဲ့ monitor ပေါ်ကဗီဒီယိုတွေကလှိုင်းနေထလာပါတယ်။အကြောင်းကတော့ drone ရဲ့ analog စစ်သည်ရေးစနစ်ပြတ်တောက်သွားတာပါပဲ။ဘာဖြစ်လို့ပြတ်တောက်တာလဲဆိုရင် Ukraine ရဲ့ Rapid drone ကို Russia Barbara member ပကုံးထက်လောင်ချာနဲ့ထူးခြားလိုက်တယ်လို့ပါ။ အဲ့ဒီ repeater drone မရှိတော့တိုက်ခိုက်ရေး drone တွေကရန်သူနေမြေထဲမှာမျက်ကန်းတပ်ဖွဲ့ဖြစ်သွားမှာပါဒီမေရှင်မှာတော့ Ukraine တွေက digital line တွေကိုမသုံးဘဲ analog line တွေကိုသုံးထားတာဖြစ်ပါတယ် analog တွေကအရေးသွေးသိမ့်မကောင်းပေမဲ့အချိန်နောက်ကျမှုတော့မရှိပါဘူး digital အချက်ပြမှုတွေကအရေးသွေးကောင်းပေမဲ့200 millisecond လောက်အချိန်နောက်ကျနေတာပါသူတို့ရဲ့ပြင်ပကတနအီကို80 km နှုန်းနဲ့မောင်းနေတဲ့ရထားကြီးဖြစ်ပါတယ်ဒါကြောင့်မေ200 millisecond ဆိုတာ9မီတာလောက်လွဲသွားနိုင်လို့ပါပဲအခုတော့ repeater drone ကိစ္စကိုဖြည့်ရှင်းရအောင်ပါ။ drone unit ရဲ့စစ်ဆေးမှုကတော့ အရင် Rabbita drone ကိုချက်ချင်းပြင်ဆင်လိုက်ပါတယ်။၅စက္ကန့်တွင်မှပဲအစင်းသိမ်းဖြစ်လာပြီးပြက်ကျသွားတဲ့ drone နေရာကိုအစားထိုးဖို့ပြန်တက်သွားပါတယ်။ဒီအခါမှာတော့ပခုံးထက်လောင်ချာသမားရဲ့လက်ချက်မမိအောင်200မီတာအမြင့်မှာပဲပြန်တန်းတော့မှာပါ။အဲ့ဒီအမြင့်ကတော့ထောက်လန်းပို့ပို့ခဲ့ပြီးမယ်။လှိုင်းထုတ်လို့မှုတွေက60ရာခိုင်နှုန်းလောက်အရေးသွေးပုံနှိမ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဗီဒီယိုတွေကကြည့်လို့ရနေသေးတဲ့အတွက်စစ်ဆေးမှုတွေကအဲ့ဒီအမြင့်ပေကိုအတီးပြုတ်ခဲ့လိုက်တာပါ ယူကရိန်းရဲ့ထောင်လန်းယူနေဖြစ်တဲ့ကိုဗယ်နိုင်းကတော့ဒီရထားရဲ့အကျင့်စရာကိုရဲတပ်ဘက်ပေါင်းများစွာစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။လုံခြုံရေးတောင်ပေးယူထားတဲ့ Alpha Unit ကတော့ရုရှားတွေသူတို့ကိုတရီထားမိလား။တည်ဆဲတန်လိုက်ထုတ်လင်းမှုတွေရှိလားစောင့်ကြည့်နေတာဖြစ်ပါတယ်။အထူးဆက်သွယ်ရေးဖွဲ့ Nextcrew ကလည်းလိုင်းနောက်ရှက်ဆက် Jammery နဲ့တံမြန်တိုက်ခိုက်ဖို့အတွက်အသင်းဆောင်နေကြပါတယ်။ဒီမေရှင်မှာမဟာပြူဟာကအဓိကကြာနေတာပါ။ ယူကရိန်းတပ်ဖွဲ့တွေကစက်သွေးရေးကွင်းဆက်တစ်ခုစီအတွက်ရပီတာ၃စီးစီကိုမတူညီတဲ့အမြင့်ပေတွေမှာဖြန့်ကျက်ထားတာဖြစ်ပါတယ်။အဓိကရပီတာကိုမီတာ900မြေပထမအရန်ကိုမီတာ200အမြင့်နဲ့ဒုတိယအရန်ကိုမီတာ100အမြင့်လောက်မှာပဲထားထားတာဖြစ်ပါတယ်။စစ်ဆေးမှုတွေကဒီလိုအခြေအနေမျိုးအတွက်အထူးလေ့ကျင့်ထားတာဖြစ်ပါတယ်။သူတို့ကပုံစံတို့အခြေအနေတွေ900ကျော်လေ့ကျင့်ခဲ့ပါတယ်။စစ်စေးမြေပြင်အခြေအနေတွေကိုလည်းမှတ်မိနေအောင်လွတ်ကျက်ထားပါတယ်။ဘယ်နေရာမှာတစ်ပင်၊ဘယ်နေရာမှာတောင်တန်း၊ဘယ်နေရာမှာမဟာတအားလိုက်၊ဘယ်နေရာမှာမိရထားလမ်းရှိလဲစိတ်အတွက်နဲ့တည်နေကြပါတယ်။ သူတို့ကနောက်ဆုံးရိုးရှင်းရှင်းမြင်ရတဲ့နေရာကနေစက္ကန့်30လောက်အလုထိန်းချုံနိုင်စွမ်းရှိကြပါတယ်။ရုရှားနေကလည်း drone တွေရဲ့ anti-air ကိုကာကွယ်နိုင်ဖို့ပြင်ဆင်ထားတာပါ။သူတို့ရဲ့စီမံတွေကဒီ drone တွေကိုတားနိုင်မလားကြည့်ရပါတော့မယ်။လောင်သာစီတင်လာတဲ့ရထားကြီးကတော့သူ့ရဲ့ခရီးတိုင်းအရှိဆက်နေတုံးပါပဲ။ဦးဆောင် drone ကလည်းသူ့ရဲ့ပြင်းမဲ့စီကိုရောက်နိုင်ဖို့ရန်သူနယ်မြေတွေကိုဖောက်ထင်းဝင်ရောက်နေတုံးပါပဲ။ပြင်းမဲ့နဲ့နီလာလေးလေးတန်လိုက်ဆက်ကွင်းနောက်ရှက်မှုတွေကြောင့် video ရဲ့အရေးသေးကပို့ပြီးတော့ကြာဆင်းလာခဲ့ပါတယ်။ ဒီကိစ္စရဲ့အဓိကလက်သေးကတော့ရုရှားရဲ့ R330 Zack Electronic နောက်ဆက်ကရီယာကြောင့်ပါပဲ။ဒရဂါဘောတင်ထားတဲ့ဒီကြမ်းမှာကတရာမီဂါဟက်ကနေ900မီဂါရှိတဲ့လျှက်စစ်တန်းလိုက်လိုင်းတွေကို15ကီလိုမီတာပတ်ချာလေးထုတ်လွှင့်နေတာဖြစ်ပါတယ်။ဒီအချိန်မှာစစ်စေးမှုတွေကကျိန်နှုံးခုန်ကူးတဲ့စနစ်ကိုချေချင်းအသက်သွင်းလိုက်ပါတယ်။ဒီစနစ်ကိုတစ်စက္ကန့်ကိုလိုင်း40ခုလောက်ထုတ်လွှင့်ပြီးတော့ရုရှားဂျမားရဲ့အားနည်းချက်တွေကိုရှာဖွေနေခဲ့ပါတယ်။ R330 Zack ကအားကောင်းတဲ့ဂျမားစနစ်ဖြစ်ပေမဲ့ ချိန်တုံးအားလုံးကိုတော့တပြိုင်နက်တည်းနှောက်ရှက်ဖို့တော့မတက်နိုင်ပါဘူး။ဟာကွက်သေးသေးလေးတွေရှိနေသေးပါတယ်။ယူကရိန်းစစ်ဆေးမှုတွေကဒီဟာကွက်လေးတွေကိုတုံးတောင်းတင်ယူထားပါတယ်။ရုံးတွေကပြန်ထုတ်တဲ့ချိန်တုံးတွေကကြာပန်းမဟုတ်ပါဘူး။အရင်စစ်ဆေးများစွာပုံမှာအခြေခံပြီးတော့ပရိုဂရမ်ကြိုတင်ဆွဲထားတာဖြစ်ပါတယ်။သူတို့ကရုရှားတွေအများဆုံးတုံးတက်တဲ့ဂျိန်းနှုံးတွေကိုလေ့လာထားပါတယ်။နောက်ပြီးတော့ဂျိန်းနှုံးခုန်ကူတဲ့ပုံစံဒီမှာလည်းစနစ်တစ်ခုရှိပါတယ်။ဒါကရုရှားစနစ်ကိုစိတ်ရှုပ်ထိအောင်လုပ်ပြီးနောက်ဆုံးမှလုံခြုံတဲ့ဂျိန်းနှုံးတစ်ခုကိုအသုံးပြုမှာဖြစ်ပါတယ်။ ဒီစနစ်ကိုဖော်ဆောင်နိုင်ဖို့လွယ်ကူခဲ့တာမဟုတ်ပါဘူးဘေးစက်မှုတွေအများကြီးရှိပါတယ်အဲ့ဒီအတွက်လေယူကရိန်းစစ်ဆေးမှုတွေကအင်စာကြီးအောင်လှုပ်ရှားရပါတယ်ရုရှားတွေက GPS စနစ်တွေဂျိုးတူးချက်ပြမှုတွေကိုအားကိုးတယ်ဆိုတာသိထားပါတယ်စစ်ဆေးမှုတွေကအဲ့ဒီအချက်လက်တွေပေါ်အခြေခံပြီးတော့ဘယ်လိုချိန်မှာဘာလုပ်ရမလဲဆိုတာအသေးစိတ်ပြင်ဆင်ထားကြပါတယ်ဥဆောင် drone ရဲ့နောက်မှာတော့ channel drone တွေက30စက္ကန့်ကြာတိတိကျကျလိုက်လာကြပါတယ်ဒီချာနာမှုတွေကအရေးကြီးနေပါတယ်။အရန်ကြီးကလုံရည်လေရုရှားဂျမားတွေကအားလုံးကိုတပြန်နဲ့ထဲဖမ်းမိနိုင်ပါတယ်။ အရန်ဝေးသွားရင်လည်းဥဆောင်ဒရုန်းရှာတွေ့တဲ့လမ်းကြောင်းကိုနောက်ချန်ဒရုန်းတွေအစင်ပြေးပြီးတုံးနိုင်ဖို့အတွက်မသေးကြပါဘူး30စက္ကန့်ကတော့ရုရှားတွေဂျမားချင်းနဲ့အတောအတွင်းမှာချိန်တော့မပြောင်းလဲနိုင်သေးတဲ့အချိန်ဖြစ်ပါတယ်ဒီအချိန်မှာဒုတိယဒရုန်းကလည်းဂျမားစုံတဲ့ကိုဝင်လာခဲ့ပါတယ်ဥဆောင်ဒရုန်းရဲ့ချိန်တော့ခုန်ကူးမှုတွေကိုတိတိကျကျကူးယူပြီးလှုပ်ရှားနေခဲ့တာပါဒီအချိန်မှာပဲအသက်ဆောင်ဆိုင်နေတဲ့ Nex Group Unit ကကောင်တာနောက်ရှယ်စနစ်ကိုတက်သွင်းလိုက်ပါတယ်ဒီစနစ်ကရုရှားရဲ့ထောင်လိုင်းစနစ်တိုင်းကို30စက္ကန့်ကြာတိုင်းမှာထိုးပေါက်နေခဲ့တာပါ ီနီနန်းက NDA တော့နည်းနည်းရှိပါတယ်ဒီလိုလုံလိုက်တဲ့အချိန်ထဲမှာရုရှားရဲ့စနစ်တိုင်းမှာ operator တွေကဘွားကနေသွားပေါ်နေမှာဖြစ်ပါတယ်ဒါပေမဲ့ရုရှားအမြောက်တပ်ရဲ့တုံ့ပြန်မှုက45စက္ကန့်လောက်ကြာအောင်မှာပါ30စက္ကန့်လောက်အနောက်ရှက်မရှိဘဲနဲ့သွားနိုင်တဲ့ drone တွေက10ကီလိုမီတာလောက်ခရီးရောက်သွားမှာဖြစ်ပါတယ် operator တွေကခလုတ်ပေါ်မှာလက်တင်ထားတာပါ 28စက္ကန့်အကြာပြီးမှတော့စနစ်ထိုးပေါက်မှုကိုပြန်ပိတ်လိုက်ပါတယ်။ပြီးတော့နေရာပြောင်းမှုပြင်ကြားရပါတယ်။မဟုတ်ရင်အမြောက်ဆန်တွေကသူတို့စီကိုကြလာမှာပါ။လက်ရှိ drone တွေရင်ဆိုင်နေကြတာက R330 Z ရဲ့ပထမလွှာပဲရှိနေသေးတာပါ။ဒီအချိန်မှာရုရှားတွေကသူတို့ရဲ့လက်နက်အသစ်တွေကိုပြင်ဆင်နေကြပါတယ်။ Ukraine စစ်ဆေးရေးမှုတွေကတော့ GPS အကူအညီကိုလက်လွတ်လိုက်ပြီးတော့ manual စနစ်နဲ့ drone တွေကိုထိန်းချုပ်နေပါတယ်။ Rapidar drone တွေနဲ့ပိုဝေးလာတဲ့အတွက် video ရဲ့အရေးသွေးကလည်းပိုကြလာပြီးမြေသူတို့ရဲ့ပြင်မှတ်ကနီးကပ်လာခဲ့ပါတယ်။ဒီအချိန်မှာပဲရုရှားနဲ့ Cashton Ford စနစ်ကရုံးတွေကိုအတိအကျထောက်လှမ်းမိခဲ့ပါတယ်။ဒါကြောင့်မဲဂျားပြန်ဟန်တာဖို့ဆိုပြီး Vessel S1 လေချောင်းရဲ့ကာကွယ်ရင်ကိုလွှတ်လိုက်ပါတယ်။ Panzer ရဲ့ Raider ကဥဆောင် drone ကိုလော့ချလိုက်ပြီးတော့ဂျားပြန်ရှင်းပစ်ဖို့တွက်ချက်နေပါတယ်။၈၀ကန့်ကြာမှ Panzer ကနေဒုံးညီထွက်လာတော့မှာပါ။ဒါပေမဲ့ဒီအချိန်တွေကို Ukraine ဘက်ကလည်းကြိုးတက်ထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်မဲသူတို့ရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်လိုက်တာပါ။ ရုတ်တရက်ဆိုသလိုပဲရုရှားရဲ့ရေထဲမှာလေ drone တွေဘာကနေပေါ်လာခဲ့ပါတယ်ဒီ drone တွေကတော့ဒေါ်လာ200လောက်ပဲရှိနေတာပါငါးစာအဖြစ်မြှားဖို့အတွက်အသုံးပြုတဲ့ဟန်ပြ drone ဖြစ်ပါတယ်ဒါပေမဲ့ရောင်ပြန်ပစ္စည်းတွေတက်ထားတာဖြစ်တဲ့အတွက် radar ထဲမှာတော့ပြင်မှတ်ကြည့်လို့ဖြစ်နေပါတယ်ပန်ဆိုင် radar စနစ်ကဒေါ်လာ200တန်းစေးပေါ်တဲ့ drone နဲ့ဒေါ်လာ3000တန်းတိုက်ခိုက်ရေး drone တွေကိုခွဲခြားနိုင်စွမ်းမရှိပါဘူးဒါကြောင့်ပဲဟန်ပြ drone ကိုလည်းချင်းချောင်းနိုင်တဲ့ပြင်မှတ်ဖြစ်နေတက်မှတ်လိုက်ပြီးဒုံးကြီးရဲ့ကောင်းကင်ရံတွေကိုထွက်လာခဲ့ပါတယ်ပြီးတော့ဟန်ပြလောက်ထားတဲ့ drone တွေကိုတိုက်ခိုက်နေခဲ့တာပါဘန်ဆာတွေကဟန်ပြ drone ရှစ်စီးကို ပြည့်ချနိုင်ခဲ့ပြီမဲ့ဆက်ပြည့်ချဖို့ကြံနေသေးတာပါ။ဒါပေမဲ့ဒီစနေ့ကဒုံးကြီးစက်နဲ့စင်မဲ့ထည့်ပြည့်နိုင်တာဖြစ်ပါတယ်။အခုတော့ဒုံးကြီးလေးစင်မဲ့ကျန်နေပါသေးတယ်။ကြီးတွေပြန်ပြည့်ဖို့ဆိုရင်တော့မိနစ်20လောက်အချိန်ပြန်ယူရတော့မှာပါ။ရေရှားတွေကသူတို့ပြည့်ချလိုက်တာဟာဟန်ပြဒုံးတွေဆိုတာမသိလိုက်ကြပါဘူး။ဒါပေမဲ့ပန်းစာတွေမှာရေးပေါ်ကားခွေရေးအတွက်30အော်တိုအမြောက်နှက်လက်ကတော့ရှိနေပါသေးတယ်။ဒီချိန်မှာတော့တိုက်ခိုက်ဒုံးအစ်တွေက30မမအော်တိုအမြောက်နှက်လက်ကတော့ရှိနေပါသေးတယ်။ ဒီအချိန်မှာတိုက်ခိုက် drone အစစ်တွေကမြေပြင်ထဲမှာကပ်ပြန့်နေပြီးဟန်ပြ drone တွေကတော့ပုံမှန်တိုင်းကိုပြန်တန်းနေပါတယ်ဒီအချိန်မှာကာကွယ်အမြောက်တွေကိုလည်းဟန်ပြ drone တွေကိုလိုက်ပြင်နေအလုပ်ရှင်နေကြပါတယ်ဒီပန်ဆာ drone ကြီးတွေက15မီတာအောက် မှာပြင့်မှတ်တွေကိုတိုက်ခိုက်နိုင်စွမ်းရှိပါတယ်အဲ့ဒီထဲနေမယ်ဆိုရင်သူ့ရဲ့ radar တွေကပြင့်မှတ်တွေကိုခွဲခြားနိုင်စွမ်းမရှိပါဘူး drone ထက်တော့15မီတာတည်းတက်သွားပြီဆိုရင်ပန်ဆိုင်လက်ချက်ကိုမီးသွားနိုင်ပါတယ်။အဲ့ဒီထက်နေပြီးတော့ပြန်တန်းနေရတာကလည်းမလွယ်ကူလှပါဘူး။ တစ်ပင်တွေတားလိုက်နေရှိနေတာပါဒီကြားထဲမှာငှက်တွေကိုဝင်တိုက်မိလေစစ်စင်ကြီးကပျက်စီးသွားမှာဖြစ်ပါတယ်ဒါပေမဲ့ Ronnie Unit ကစစ်ဆေးမှုတွေကတော့မြေပြင်နေထားကိုစိတ်ထဲကနေတပ်ပုံရိုက်ပြီးသားဖြစ်ပါတယ်သူတို့ကပုံစံတူလေးကျင်ပေါ်များစွာကိုကြော်ပြက်ထားတာပါဘယ်နေရာရောက်ရင် drone ကိုပေါ်တက်ရမယ်ဘယ်နေရာရောက်ရင်အောက်ကိုစိမ့်ရမယ်ဘဲကိုရမယ်ညာကိုရမယ်စူရာတွေကိုပဲကောင်းကောင်းသိနေခဲ့ပါတယ် ဘာပြင်းတော့ဘာလာလိမ့်မယ်ဆိုတာကိုလည်းစိတ်ထဲကလည်းကြိုတင်တွတ်ဆထားပါတယ်။တစ်ဖက်ကရုရှားရဲ့ Kashtan 4စနစ်ကတော့ပြဿနာနေနေရှိပါတယ်။ Analog line တွေကိုခြေရခန်းထောက်လန်းနိုင်ခဲ့ပြီးမယ်နောက်ဆက်ဖို့ကြတော့အခက်အခဲရှိနေခဲ့ပါတယ်။ဒီအချိန်မှာ drone တွေကပြင်းမဲ့တဲ့6ကီလိုမီတာကွာထိကိုရောက်လာကြပါတယ်။ဒီအချိန်တွေမှာလုံခြုံရေးသတိပေးချက်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ရထားမောင်းသူကလည်းအရှင်မြင့်ကိုစူးစမ်းနေရပါ။ဒါပေမဲ့ Ukraine ဘက်ကအဲ့ဒီအချိန်တွေကိုထိပ်ပြီးတော့တွက်ချက်ထားပါတယ်။ ြင်းမဲ့တဲ့နီလာလေးလေးပို့လွှတ်လိုက်တဲ့ဗီဒီယိုအရေးသွေးတွေကပို့ပြီးတော့ကြားသွားလေလေးဖြစ်ပေမဲ့ရုရှားစစ်ကောင်ကထွက်လာတဲ့မိဂိုလုံးတွေကိုတော့ကောင်းကောင်းမြင်နေရပါတယ်။ဒါကြောင့်ယထာကအရှင်တည်နေတယ်ဆိုတာကိုလည်းတွေ့လို့ရနေတာပါ။ဒါပေမဲ့ဒီယထာကြီးအရှင်ရဖို့အချိန်ကတော့နည်းနည်းပဲလိုအပ်ပါတယ်။ ပြင်းမဲ့နဲ့2ကီလိုမီတာအရောက်မှာတော့ရုရှားကာကွယ်ရေးရဲ့နောက်ဆုံးလာကတပ်ဝင်လာခဲ့ပါတယ်။အဲ့ဒါကတော့ယထားပေါ်မှာတက်ဆင်ထားတဲ့ Pool 21 Jammer စနစ်ပါပဲ။ဒီ Jammer ကလျှက်စစ်တန်လိုက်လမ်းတွေကိုထုတ်လုပ်ပြီးတော့ drone တွေကိုနှောက်ယှက်ဖို့ကြိုးစားပါတယ်။အဲ့ဒီစနစ်က GPS တွေကိုလုံးဝပြတ်တောက်စေပြီးတန်လိုက်အိမ်မြောင်တွေကိုတော့ခြားခြားလေသွားစေမှာပါ။ဂျမစနစ်နဲ့နောက်ရှက်မှုတွေကြောင့်ဗီဒီယိုချက်ပြမှုတွေကမှုံဝါးဝါးပေါ်ဖြစ်သွားပါတယ်။စစ်စေးမှုရဲ့မော်နီတာမှာတော့1980ခုနှစ်က TV လိုမျိုးဖြစ်နေတာပါ။ ဒါပေမဲ့စစ်ဆေးမှုတွေကမှုံဝါဝအရေးကြီးကြတဲ့ကပဲတန်လန်းကိုအာရုံစိုက်ထားပါတယ်ပြီးတော့မိဂိုးထွက်နေတဲ့ဆက်ကောင်းကိုဥတီလိုက်တာပါဒီအချိန်မှာရထားကအရှင်မြင့်အရှင်ပုံမြင့်လာပါလေဥဆောင်ဒွန်းကိုကင်တွေတဲ့စစ်ဆေးမှုကယထာရှိပါကစီတင်တွဲကိုတိုက်ခိုက်ဖို့အတွက်ရေးထွက်နေပါလေအဲ့ဒီလိုတိုက်ခိုက်နိုင်ခဲ့ရင်လည်းပောက်ကဲမှုကယထာမောင်းတဲ့အရှင်ကြောင့်နောက်ဘက်ကိုပြန်နဲ့ကူးဆက်သွားမှာပါလဲချော့သွားရင်တော့အခွင့်အရေးနှဲသွားမှာဖြစ်ပါလေဒေဂျာတွဲချထားတဲ့စစ်ဆေးမှုဟာစက်ကောင်းတော့ကတက်ရတွဲကိုတိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့တာပါ ပြည့်မှတ်တဲ့မီတာ900กว่าမှာဗီဒီယိုပုံရိပ်တွေကပြတ်တောက်စပြုတ်လာပါတယ်။ရထားရဲ့ဂျာမန်စနစ်တွေကအနားယူနိုင်ပုံပါပဲ။ဒီအချိန်မှာစစ်ဆေးမှုကအလိုလိုတိစေနေပဲဒရုန်းကိုကင်တွေ့နေပါတယ်။ပြီးတော့စိတ်ထဲမှာစက္ကန့်နဲ့ရေတွက်ခဲ့တာပါ။3စက္ကန့်2စက္ကန့်1စက္ကန့်ရေတွက်ပြီးမှပဲဒရုန်းကိုစိုက်ချလိုက်ပါတယ်။ဒီအချိန်မှာဒရုန်းကတတိယတွေကိုတိတိကျကျတိုက်သွားခဲ့တာပါ။ဒရုန်းကတေဆောင်လာတဲ့ RPG ထေဘိုးကစီတွဲကိုဝင်တိုက်တာနဲ့စီစဉ်ထားတဲ့အတိုင်းကိုပောက်ခွဲသွားပါတယ်။ပောက်ခွဲမှုကတမဏိနယံတွေကိုအေးပြောသွားစေခဲ့ပါတယ်။ မီလုံကြီးကတတိယတွဲကလည်းပွင့်ထွက်လာပါတယ်ဒီအချိန်မှာရထားရဲ့အေးပေါ်စနစ်တွေအော်တိုလှုပ်လှုပ်လာပြီးရထားတွဲကလည်းအရင်လျော့ပြီးတော့ရက်တန်သွားပါတယ်စက္ကန့်30ကြာမှဒုတိယ drone ကနောက်ထပ်ရထားတွဲနောက်ထပ်စက္ကန့်30ကြာမှတတိယ drone ကနောက်ထပ်ရထားတွဲစသဖြင့်တဲ့ drone အလုံးကပြည့်မှတ်တေးစီကိုဓာတ်ရိုက်ထိမှန်ပေါက်ကွဲခဲ့ပါတယ်တကယ်ဆိုရင်ပထမပေါက်ကွဲမှုဖြစ်ပြီးခဲ့တဲ့က drone နေစီကဗီဒီယိုပုံရိပ်ပို့နိုင်တာတွေမရှိတော့ပါဘူးစစ်စေးမှုတွေကစိတ်တွက်နဲ့ပြင့်မှတ်ကိုတက်ခတ်ခဲ့တာပါရန်တက်တက်ခတ်ခဲ့တာမဟုတ်ပါဘူးအကြိမ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ကျွမ်းကျင်မှုနဲ့တက်ခတ်ခဲ့တာပါ နောက်ဆုံးတိုက်ခိုက်မှုပြီးမှာတော့လီတာ6သိန်းရှိတဲ့လောင်စာတီတွေက6နိုင်ကြာမြင့်မဲ့လောင်ကျွမ်းမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။မီယာတာတန်လန်းတွေကအပူချိန်ကြောင်းပဲကွေးကောက်ချင်နေပါတယ်ဒီပေါက်ကွဲမှုကြောင့်ကွန်ကရစ်စလီပါတုံးတွေကအဲကွဲပဲကြကုန်ပါတယ်ဒီလန်းကို82နှစ်အတွင်းအသုံးပြုတော့မှာမဟုတ်ပါဘူးဒီစစ်စေးမှာယူကရိန်းဘက်ကဒေါ်လာ12000ကျော်လောက်ပဲကုန်ခဲ့တာဖြစ်ပါတယ်ရုရှားဘက်ကတော့ဒေါ်လာ3000နဲ့လောင်စာစီတွေနဲ့အခြေခံအဆောက်အအုံတွေပျက်စီးဆုံးရှုံးခဲ့ပါတယ် ဒီတိုက်ခိုက်မှုကရုရှားတွေသိမ်းပိုက်ထားတဲ့ပေနေရာကမှမလုံခြုံတော့ဘူးဆိုတဲ့သတင်းစကားကိုပေးနေတာပါ။လက်ရှိမှာတော့ယူကရိန်းကရုရှားတွေထိန်းချုပ်ထားတဲ့35ကီလိုမီတာနေမြေထဲကိုဝင်ကျန်းသွားတာဖြစ်ပါတယ်။နောက်ရက်ဒီမှာ50ကီလိုမီတာ100ကီလိုမီတာအထိမရောက်နိုင်ဘူးလို့လည်းမပြောနိုင်ပါဘူးရုရှားတွေကလည်းဒီကိစ္စကိုသင်ကန်းစာယူပြီးပြင်ဆင်မှတော့ထေချပါတယ်ဒီနေ့စစ်စင်ရေးမှာအင်ဇာပိုလုတ်တဲ့သူကအနိုင်ရသွားခဲ့တယ်လို့ပြောရမှာပါဒီနေ့ဗီဒီယိုလေးကတက်လောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်